ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးငါချွေးမလေးတွေရောက်လာပြီပဲဒီဆန်အိုးတိုက်ပြီးဝင်ခဲ့ကြနော်ညို့သူချွေးမတွေကြည့်ပါဦးဟဲ့သူကချုံမလှပပြီးရဲရင်မဲ့ပုံလေးတွေ ရွာသူနဲ့များတော့တခြားစီပဲသူတို့ကမြို့သူလေးတွေနဲ့တော့ရှင်လို့တော့မရအောင်တော့စိတ်နဲ့ကြောက်လို့ပဲဘာမှမတူတာရွာသူတွေကမလှဘူးလို့ဘသူပြောလဲပြီးတော့ရွာသူတွေကမြို့သူတွေထက်တောင်ပိုပြီးအလောက်လုံနိုင်သေးတယ်ဒေါ်လီလီရဲ့ချွေးမတွေအကြောင်းကိုသူ့နောက်မှာပြောနေတာကြောင့်ဟေးတော်လိုက်တော့ချွေးမနင်တို့အမှန်တရားပြောပြလိုက်မယ်ငါရဲ့မြို့သူချွေးမအလှဆုံးပဲရွာသူတွေကသူ့ဟာသူတို့ထူးခြားကြပါမယ်မြို့သူတွေနဲ့ငါရဲ့မြို့သူချွေးမရဲရင်ပြီးလှပကြတာ ဒေါ်လီလီရဲ့စကားကိုကြားလိုက်ရတဲ့မြို့သူချင်းမာတီတာကပျော်ရွှင်သွားပြီးတောင်သူချင်းမာဥမာကတော့ဝမ်းနေသွားပါတဲ့။ဒီနေ့ကဒေါ်လီလီရဲ့တောင်းရင်နဲ့လက်ထပ်ပြီးရောက်ခမအင်ကိုပထမဆုံးရောက်လာတာကြောင့်သူတို့ရိုးရာအတိုင်းလှုပ်ကြပြီးတဲ့နောက်မှာတော့ချင်းမာနှစ်ယောက်ကခုံပေါ်မှာထိုင်နေကြတော့တာပေါ့။နှုတ်ဆက်စကားပြောတာကြားနေရနဲ့ငါတို့ရိုးရာအတိုင်းလှုပ်ဖို့မြန်မြန်လှုပ်လိုက်ကြရအောင်။အရင်ကနောက်ကျနေပြီးပြီးရင်သူတို့အခန်းမှာသွားနာခံလိုက်တော့ ဒေါ်လီလီရဲ့စကားကိုကြားပြီးနောက်မှာမိန်းမနှစ်ယောက်ကမင်္ဂလာပွဲအပြီးလက်ဆောင်ပေးတဲ့ဒလိအတိုင်းလက်ဆောင်တွေပေးကြပါတည်းကွယ်။ရှော့ချွေးမချောလေးတွေတီတာအရန်ချောတာပဲနော်။မသိရင်ဘောလီဝုဒ်မင်းသမီးလေးလိုပဲ။ဒေါ်သူစားကမြို့သူချွေးမကိုမြောက်ပင်ပြိုးသွားပြီးထွက်သွားပြီးတဲ့နောက်မှာဒေါ်နနာကရောက်လာပြီး။သမီးရဲ့မိကပ်ပြင်ဆင်တွေကအရန်ချစ်ဖို့ကောင်းနေ။နှစ်သမီးလေးလိုပဲနော်။နှစ်ယောက်လုံးကတီတာကိုမြောက်ပင်ပြိုးဆူသွားခဲ့ပါတယ်။ ီလိုအခြေအနေမျိုးတွေကြောင့်တိရကစီထင်းမှာတွေးနေမိပါတယ်။ဒီနေ့လူတိုင်းလူလူကငါ့ကိုမြှောက်ပင့်ပြောဆိုနေရပဲ။မသိရင်ဒီဧကန်ငါ့အတွက်တီးတန့်လုပ်ပေးထားတယ်လို့ပဲ။ဘာပဲဖြစ်ဖြစ်ပါ အခုချိန်မှာငါအတောက်ပဆုံးဖြစ်နေရတော့အမှန်ပဲ။အုံမရဲ့တွေးတိုင်းမှာတော့ငါသူ့မကြုံနိုင်ဘူးဆိုရင်ဒီအိမ်မှာငါမျက်နှာသာရမှာမဟုတ်တော့ဘူး။ပြီးတော့လေလူတိုင်းကတီတောက်ပဲချီးမွမ်းပြောဆိုနေကြတာ။ငါရဲ့မင်္ဂလာဆောင်နေ့မှာတော့ဘသူမှငါ့ကိုသိမ့်မရောကြတဲ့ပြင် ရွာသူလို့တောင်ခေါ်နေသေးတယ်။ချားလိုက်ပါလေ။ငါရဲ့ရုပ်ရည်နဲ့အနိုင်ယူနိုင်နှလုံးသားနဲ့အနိုင်ယူမယ်။အဲ့လိုတွေးရကိုကြည်ချင်းအဖြစ်ချွေးမနှစ်ယောက်ကြားကကွာချားချက်ကိုတိတာစီရပေါ့ကွယ်။ဒီလိုတနေ့တာကုန်းဆုံးသွားပြီးနောက်နေ့ရောက်တဲ့အချိန်မှတော့ဟာအဲ့လိုကောင်းလိုက်တာအသားရည်လည်းစူပြေနေရမယ်။မနှက်ပြန်ကြိုးဆိုပွဲဆိုတော့ငါလှပနေမှဖြစ်မယ်။အဲ့လိုပြောပြီးတဲ့နောက်မှာတီရာကဖုန်းကြည့်ပြီးသူ့ခန်းထဲမှာ cosmetic အကောင်စားတွေလိုက်ကြည့်နေပါတည်း။ တခြားတစ်ဖက်မှာတော့အုံမလေးနိုးလာပြီးစောစောနိုးလာလို့တော်သေးရပေါ့အိမ်မှာဧည့်သည်ရောက်နေတဲ့ထဲနဲ့ညဉ့်ထပြီးမနှက်ဆာစားဖို့လုပ်ပေးရမယ်အမေလည်းတယောက်ထဲနဲ့အလောက်ရှုပ်နေတော့မှာပဲအိမ်လူပြောပြီးတဲ့နောက်မှာတော့အုံမကအောက်ထပ်ကိုဆင်းသွားပြီးတော့အောက်ထပ်မှာဧည့်သည်တွေရောက်နေတာကိုတွေ့လိုက်ရတော့တာပေါ့အိမ်နောက်မှာအုံမလေးမိဖို့ကြောင့်နေပြေးဝင်သွားပြီးတော့မနှက်ဆာအတွက်ဝိုင်းကူလုပ်ပေးပါတဲ့အုံမသမီးပါလာလောက်တာလဲမနေ့ကလက်ထပ်ထားတာလေ အဲ့ဒါကိုဒီနေ့မိဖို့ကြောင့်နဲ့ဝင်ပြီးမနှက်စာလာလုပ်ပေးနေရလားရှားပါတယ်အမေရဲ့ကျမဒီအိမ်ကချွေးမှာပဲလေအိမ်ကိုလာတဲ့ဧည့်သည်တွေကိုဧည့်ခံပေးရမှာပေါ့အမေတယောက်တည်းလည်းမလုပ်နိုင်ဘူးလေဒီလိုပြောပြီးတဲ့နောက်အုံမာကဧည့်သည်တွေအတွက်အကုန်ချက်ပြုတ်ပေးပြီးဧည့်သည်တွေကိုဧည့်ခံနေပါတဲ့ကွယ်အပေါ်ထက်မှာတော့အိုးပစ္စည်းကောင်းတွေလည်းရှာမတွေ့ပါလားသမီးအောက်မှာအကုန်လုံးကသမီးကိုမင်းနေကြတယ်သမီးအစင်သည်မဖြစ်သေးလို့ဒီနေ့အကန့်နဲ့မှာပဲနေလိုက်တော့မယ် အောက်ကလူတွေကိုလည်းပြောလိုက်ပါမနှက်ဖြာမလာစင်တွေ့တော့မယ်လို့မရဘူးလေသမီးအုံမမနှက်တရားဧည့်သည်တွေအတွက်လှုပ်ပေးနေရတာနဲ့အလုံများနေပြီအမေရဲ့ तू ကအုံမပဲလေသူ့မှာပါအလှတရားမှမရှိဘူးလေ तू ဘသူ့ကိုမှအလှတရားနဲ့ဆွဲဆောင်နိုင်မှာမဟုတ်ဘူးတီရာလေးစကားပြောတာကိုရက်လိုက်ပြီးဖုန်းကိုဆက်ကြည့်ကကျူစုဝိတ်ကိုပါမိသွားပါတဲ့တရက်ကုန်ဆုံးသွားပြီးနောက်မှာတော့ဒေါ်လီလီကအင်ကိုကောင်မလေးနှစ်ယောက်ခေါ်လာပြီးတော့ ဒီနေ့ဒီကမာလေးညောက်ကသမီးတို့ပြင်ဆင်ပေးလိုက်မယ်။သူတို့ကနာမည်ကြီးတွေနော်။မရဘူးအမေ။သမီးအစင်တည်းမဖြစ်သေးဘူး။ဘာလို့လဲသမီး။သူတို့ကမြို့ပေါ်နာမည်ကြီးတွေနော်။ဘာလို့ညှင်းဆန်နေရလဲ။သမီးကဆိုင်တဆိုင်မှာကြိုချင်းထားပြီးပြီမလို့ပါ။သူတို့ကဒီကိုလာပြီးသမီးကိုပြင်ပေးလိုက်မယ်။တောင်းမှန်ပါတယ်အမေ။သမီးတီနောက်နဲ့အဆင်မပြေတော့ဘူး။တီရာကဒေါ်လီလီခေါ်လာတဲ့မိကဆီယာမတွေကိုညှင်းဆူလိုက်ပါတယ်။အဲ့ဒီအချိန်အုံမကရှားပါတယ်အမေရဲ့။ တီတာမလုပ်ချင်ဘူးဆိုလဲသမီးပဲသူတို့နဲ့ပြင်လိုက်ပါမယ်။ဟုတ်ပါပြီ။ဒါဆိုလဲသမီးကသူတို့နဲ့ပြင်လိုက်နော်။တီတာကတော့သူခေါ်ထားတဲ့သူတွေလာမှပြင်မယ်လို့ပြောတယ်။ဒေါ်လီလီကမိကဆီယာမနှစ်ယောက်ကိုအုံမအခန်းထဲသွားပြီးပြင်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အမဘလို့ပုံစံမျိုးပြင်ချင်လဲ။မိကက်မြများနဲ့လား။ဒီတိုင်းပော့ပော့ပပါပပါကြီးကြီးလေးပဲလား။အမလည်းမသိပါဘူး။ညီမလေးတို့ပဲကြည့်ပြီးတော့ပြင်ပေးလိုက်နော်။ အုံမာကရင်းယူရန်ကြောင်းမိကန်ဘလူးပြင်းရမလဲတောင်မသိချင်ဘူးတဲ့ကွယ်မိကန်ဆီယာမတွေလည်းကြည်ကောင်းမဲ့ပုံစံမျိုးလှုပ်ပေးလိုက်တော့တာပေါ့စပင်ရောဘလူးလှုပ်ခြင်းလဲချထားမလားစပင်ချစ်ပေးရမလားညီမလေးတို့ကြည်ကောင်းတယ်လို့သာလှုပ်ပေးကြပါအုံမာရဲ့စကားကိုကြမ်းလိုက်ရတဲ့မိကန်ဆီယာမတွေကပြုံးပြီးတော့ခေါင်းဆာချေဆုံးတီချာပြင်ဆင်ပေးလိုက်တော့တာပေါ့ကွယ်ခဏကြာမှတော့အုံမာကရင်းလှပသွားပါတယ်တပတ်မှာတီရရဲ့မိကက်ပြင်သမားတွေရောက်လာပြီး မျက်လုံးကိုအရောင်တက်တော့လေးလှုပ်ပေးရမလားအဲ့လိုဆိုရင်မျက်လုံးတွေညစ်ပတ်သွားမှာပေါ့ဒီအရောင်မဲအဆင်ပြေမှာမရဘူးအမောက်ပြောင်းမဲလှုပ်ပေးသူကမိကန်ဆီယာမကိုသူဖြစ်ချင်တာတွေအကုန်ပြောပြီးမိကန်ဆီယာမတွေကိုလည်းသူ့သဘောအတိုင်းမလုပ်ခိုင်းမင်းနဲ့သူ့စိတ်တိုင်းကြကိုခြေတခံလိုက်ပါတည်းဘာလို့ဒီနှခမ်းကြီးကိုတုံးတာလဲနည်းနည်းရဲတာလေးကိုတုံးလေအဲ့ဒါမှကြည်ကောင်းမှာပေါ့ ဒီဒါလေးသူ့စိတ်တိုင်းကြပြင်ဆင်ပြီးနောက်မှာအယောင်အနေထားတွေကဆက်ဆံမှုမရှိဘဲကြည်ရတာတမျိုးဖြစ်နေပါတည်းခဏကြာမှချွေးမနှစ်ယောက်ထွက်လာကြပြီးတော့ဒေါ်လီလီစီရောက်တဲ့အခါမှာတော့အမလီဒါဘသူတွေများလဲအယောင်လှလိုက်ကြတာဒီဒါလေးလှပါတယ်အုံမာတော့တခြားသူတယောက်လိုတောင်ပြောင်းလဲသွားတာပဲဒေါ်လီလီရဲ့စကားကြောင့်ဒီဒါလေးစိတ်ခူသွားခဲ့ပါတယ် ိနောက်မှာချွေးမနှစ်ယောက်လည်းကျူစုပိတ်ခန်းနားရောက်သွားပြီးလာတဲ့လူတိုင်းကအုံမအချောင်းကိုပြောနေကြရတာပေါ့ဒေါ်သူချွေးမလေးကညာရင်းချင်းကိုပြောင်းလဲသွားပြီးမြို့သူချွေးမကတော့မိကန်ထရီများပြီးတော့ကြည်ရတာတမျိုးဖြစ်နေတာပေါ့ကွယ်ဟဲအုံမရွာလာတာဟုတ်ရဲ့လားသူ့ကြည်ရတာမြို့သူလေးလိုပဲနော်အကုန်လုံးကဒီအကြောင်းကိုပြောနေကြတာကြောင့်တီတာကတဖြည်းဖြည်းနဲ့စိတ်မကြည်မလင်ဖြစ်လာပါတယ်။ငါကောင်းတော့လာလို့မင်းအချိန်တွေရောငွေတွေရောတာကုန်သွားတယ် ငါပြန်ရလိုက်တာဒီတောသူမငါထက်ကိုတာသွားတာပဲအကုန်လုံးကဒီတောသူမပဲသဘောကျနေကြတယ်တီရာလိန်သူ့အတွင်းနေသူမနာလူဖြစ်နေပါတည်းအဲ့ဒီချိန်မှာရုတ်တရက်တီရာလိန်သူ့ကိုယ်သူမထိန်နိုင်မေးပါကိစားရှင်တို့တိုး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 နဲ့ပြောနေကြရလဲတီရာရဲ့စကားကိုကြားလိုက်ရတာကြောင့်အကုန်လုံးလည်းထိတ်လန့်သွားပြီးတီရာကိုဝိုင်းကြည့်နေကြပါတယ်တီရာလိန်သူ့ကိုယ်သူတတိထားမိတော့ပြီးတော့ပြန်ထန်လိုက်ကအုံမကပြည်တနာကိုအဆင်ပြေအောင်လုပ်ပြီးလိုက်တာကြောင့်အကုန်လုံးပုံမှန်ပြန်ဖြစ်သွားပါတော့တယ် ဒေါလီလီလေအဲ့ဒီအချိန်ကြားမှာအုံမာကပြဿနာကိုကောင်းကောင်းဖြေရှင်းနိုင်မယ်နားလေသဘောပေါက်သွားတာကြောင့်ကြည်ကျင်နဲ့နဲ့ကြီးပြုံးလိုက်ကြတာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်